ချစ်ချစ်တူလက်ကိုနည်းနည်းပဲကိုတူမောအော်အဲ့လိုလည်းမလောက်ရဘူးလေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ya bu ဘယ်ကထားရလို့ဘယ်လိုဘယ်လိုလဲလို့မနေရသေးသေးချာချာနားလေရောကြော်ထားပြီမျိုးတို့ဘာလို့ငယ်နေလို့ပေါ့ဘာပုံငယ်နေတော့မင်းဒီချာအိုးဒီဒီဘယ်တော့ကြည့်ပြရမနေရပါဘူးမနေရမင်းတို့ကြည့်သေးမယ်သေချာလို့ပြေးမယ်လို့ပြောတာပြီဘာလို့လဲမင်းတို့ကောင်ကြီးကငယ်ငယ်လေးနေမှာပါဘူးကောကောဘာမှမလုပ်ဘူးဘာလို့လဲဘာလို့လဲဘာလို့လဲ မလေးကမင်းတို့နားလဲအောင်ပြောပြမင်းတို့နားလဲအောင်မလို့ပြောလိုက်တာအေးစစ်စစ်စကားပြောလို့ရအောင်လာခဲ့လိုက်ခင်းလိုက်ကိုယ်မှာပေါ်တယ်မောင်းမောင်းဟိုနဲ့ပေါ်မိသားစုနဲ့တာဝန်ရှိတဲ့သူလာခဲ့လိုက်ဘာလို့ဘာပြောရလဲဘာဆိုင်ကဘာလို့ဘာလို့လဲကဟာဘာလို့နေကြအောင်ကုန်ကြ။ဘယ်အတော်ဆုံးဆောင်းဆိုရင်လာလိုက်မှာတော့ငါဖို့ကတော့တယ်။ဖို့ဖို့ရမယ်လား။ မင်းအော်ရဲ့ပြောရဲကသားမြအဲ့လိုကြီးနေဘယ်လိုလဲဘယ်လိုလဲမကောင်းဟဲ့ဟဲ့သင်္ကေတမဆိုင်ကဟဲ့ဘယ်လိုခါလဲသားမြဟဲ့ဘာလို့ရတာဘာလို့ရတာဟောမဟာရေမြောင်းနေထောင်းနေထောင်းဟိုဒါဒါကျွန်တော်ပြည်သူဘက်ကနေမေးတရားလေးရှိလို့ဒါတော့တကူကြီးတို့လည်းဖြစ်မှာပေါ့နော်ဒါကျွန်တော်မေးတင်တာပြည်သူတွေအနေနဲ့ နော်အခုကျွန်တော်တို့ UNG လက်အောက်ခံအကုန်လုံးပေါ့နော်အဖွဲ့အစည်းတိုင်းဟာပြည်သူကိုအာဏာနဲ့ဆက်ဆံခွင့်ရှိပါသလားကျွန်တော်တို့ဒါလေးတော့ကျွန်တော်ပြည်သူတွေရော ဲ့ခဏနဲ့ခဏဖျံမကျွန်တော်တို့ကျွန်တော်တို့ငါးပြီးလေဟုတ်ပြီရောဟိုဒါလေးကကျွန်တော်တို့ဘက်ကကိုယ်ကရန်ကိုယ်ကရန်ခံထားလို့ဆန္ဒရည်နေတယ်ကျွန်တော်တို့တော့ကျွန်တော်တို့တော့တော့မလို့ဟိုဒီညီလေးတို့တည်ကျင်တဲ့ဟာတွေအဲ့အဲ့ကိုဖိုးတိလည်းပြန်ရောက်ခွင့်မှာတော့ဆောင်းပါဒီမှာကျွန်တော်ငါးပြီးမှာတော့ကျွန်တော်ခန္ဓာနဲ့ဆက်ဆံတာဆိုတော့ဘယ်ဟာဆိုတော့ကိုယ်ကလေးလေးအဲ့လားအဲ့တော့လည်းအဲ့ဒါကိုကျွန်တော်တို့ဖြည့်ဆင်းနေရတယ်အဲ့ဒါကြီးရတယ်တော့တောက်ထိုင်တဲ့ဟာဘီလို့ဂုတ်ကဆုံးပြီးခေါ်ပါကျွန်တော်တို့မြင်နေလို့ပြောတာနော်မြင်နေလို့မိခင်ကြီးကိုအနန္တဟုတ်လို့ချင်းတနန္တချင်းကိုတမန်တော်ကဒီလိုလှမှာဆိုလို့ပြောတာ ဲ့တော့မျက်နှာကိုချက်ပါကျွန်တော်ကခံရတယ်ဆဲပြီးတော့ကျွန်တော်တို့မိမိကိုတလက်နဲ့ချိန်သွားတာအဲအဲ့ဒါကိုကျွန်တော်လည်းမကြလားအဲ့ဒါကိုလို့ပြင်ပြသွားမယ်ပြင်ပြလိုက်မယ်အဲ့ဒါတွေကကျွန်တော်တို့လည်းမသိထားဘူးနော်ဒါကမသိတဲ့လူကိုချင်းချင်းနေပြောဟုတ်တယ်မဟုတ်ကျွန်တော်တို့ကတကယ်မှန်တာကိုမြင်တာပါကျွန်တော်တို့ကနေတော့ကိုပြောလို့ပြောလို့ပြောလို့ပြောဘာမှမသိဘူးတယောက်ကဘာမှမသိဘူးအခုဘာလောက်သွားတာလဲကျွန်တော်လည်းမသိဘူးဘယ်သူဖမ်းသွားလို့ဖမ်းသွားမှတော့ကျွန်တော်တို့မသိပါဘူးနော်တကယ်တော့မသိတဲ့လူချင်းချင်းဆိုလို့ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကလည်းတကယ်ကိုရောက်သွား ါမယ်ဆိုလို့ကျမတို့ကနေတာလေဘာမှမဖြစ်ဘူးနော်မဟုတ်ဘူးဒီမှာဒီမှာပြောထားပြီးရှိရလို့ကျမတို့ပြောခဲ့တာလက်ပြန်ကိုကျမတို့အဲ့ဟန်ဆိုတာကိုမှတ်ထားတာစီစဉ်တိတိုင်းမေးခြင်းမေးတိုင်းတဲ့ဟာကိုလက်ပြန်ငါးယောက်လာခဲ့ပါတဲ့သူတို့ပြောပြပါမယ်တဲ့အကျိုးကြောင့်အကုန်ပြောပြပါမယ်တဲ့ဟုတ်တယ်မို့လားဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့လေအဲ့လေဘာလဲဟာလေလားငါးယောက်လုံးလာခဲ့လားပြောလို့ရတယ်ပြောလို့ရတယ်ကျမတို့မနေ့ကတော့ဘယ်သူမှတွေ့ကမရှိဘူးတလားနေလားနလားအတူတွေ့ကမရှိပါဘူးတဲ့ ကျွန်တော်အဲ့ကျွန်တော်ခက်ကိုကြော်တော့ပြစ်တော့ခွင့်ရှိတယ်ကျွန်တော်တော့ပြစ်မရခါလေလူတွေလိုပဲကြောက်ခဲ့တာကျမတို့ဟုတ်ထားပါအဲ့ဒါတော့မနေကျွန်တော်ကောင်းကောင်းကြောက်တာဒါကလည်းလည်းမဆွေးလို့ရသေးဘူးတော့ခိုင်းအခုလိုရတော့ဒီအခွဲကျွန်မအမေတို့တနက်နေ့ချိန်ကတော့မချိန်နဲ့လို့ကျမတို့ကပြောရတာကျမတို့အခုနေ့ရှင်းလောက်တာငါကင်တုတ်တာရောတနက်နေ့ချိန်လို့ကျော်ရဲတို့လူဝင်ကြတာကိုဓာညက်တဲ့ပုံကိုဝင်ကြတာကျွန်တော်လေးပြောကျမဖြစ်စေချင်တာပြင်းပြင်းလေးလေးခက်နေခက်နေမှာလက်တော့ပြင်းနေလက်တူပြောတာရောက်ဖို့တရားပြောတာဒီနေ့မှာဒီအကြောင်းအရာပါဝင်တာဖြစ်ပါတယ် ဓမ္မဥစွာနောက်ချုပ်ကိုတန်လီကလုံးဝပြန်ပေးမှာမဟုတ်ဘူးဆိုတဲ့သတင်းတခုရှိနေတယ်လို့မွန်ကင်ရင်ပေါင်းစည်းမှုသတင်းတွေရှိပါတယ်အဲ့တော့မွန်ကင်ပေါင်းစည်းမှုအတွက်ကြိုးစားဆောင်ရွက်နေတဲ့အခြေအနေတွေရှိနေတယ်လို့နောက်ချုပ်မှာတန်လီကပြင်းပြထန်ထန်တိုက်ပွဲဝင်နေပါတယ်အဲ့တော့နောက်ချုပ်ဒုစစ်စင်လာတဲ့ အခုဒရုန်းနေနဲ့ကျဲပါတယ်ဖက်စစ်တပ်ထိုးစစ်ဆင်လာတော့စစ်ခွေးတတ်စီကိုဘုံနေနဲ့ကျဲတဲ့နေရာမှာတရသူရပွဲရဘုံမူကူကြီးအင်းမင်းအောင်ဒရုန်းဘုံတီဗီမသိမရှင်ဖြစ်နေပါတယ်အပတ်စဉ်44ကဒရုန်းကိုထွက်ကြည့်တာတော့မကြောက်ဘူးပေါ့ မကြောက်ဘူးလို့ဒီတွက်ကြည့်တာမသားပုံကန်နီးနေပြီးတော့အေးပေါ်ပို့ထားရပါတယ်အဲ့တော့ပုံနာကျွန်းဘုတော်ကြေးရွာနီးကတိုက်ပွဲမှာအေးကိုခုခံတိုက်ခိုက်လို့ဆိုပြီး2020တခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာအန်ဒီအစိုးရကစစ်တပ်ဤထောက်ခံမှုကြီးတရားသူရဘွဲ့ပေးခဲ့တဲ့သူတွေဖြစ်ပါတယ်အရန်တူဆန်းနေတော့ဒီအမေဟာအခုနောင်ချိုက DNA MBY PDF တို့ရှိနေတဲ့ နောက် DBLA ပေါ့နော်တနုပြည်သူလွတ်မြောက်ရေးတက်မလို့ရှိနေတဲ့စီကိုစစ်ကြောင်းထိုးလာခဲ့တဲ့သူဟာ NLD အစိုးရစစ်တပ်ထောက်ခံမှုနဲ့တရားသူရဘွက်ပေးခဲ့တဲ့ပုံမှုကြီးအေးမင်းအောင်ဖြစ်နေတာကတော့တော်ယုံတိုက်ဆိုင်မှုတော့မဟုတ်ဘူးအဲ့တော့ဇန်နဝါရီ26ရက်နေ့မှာပေါ့ဗျာနောင်ဘာညံတော်လုံဆုံအုံမခန်းနောင်လင်းဒီကြေးရွာတွေမှာတိုက်ပွဲဖြစ်တယ်ဗစစ်တပ်ကလက်နက်ကြီးအလုံး80နဲ့ drone 30နှလုံးကျဲတယ် မိုးမလင်းသေးဘူးပြစ်ခတ်တန်နေစူညံနေတယ်ကန်ကြီးဘက်ကနေစစ်ကြောင်းထိုးလာတယ်လို့သိရပြီးဗန်ပွေးကုန်းကလပကအနှစ်ပြူဟာပြင်ဦးလေးတင်တန်းကြောင်းကတက်ပြီးအခြားတက်တယ်စူပေါင်းပြီးထိုးနေကြတယ်နောက်ချိုးပြန်ပြန်လိုချင်တယ်အဲ့တော့ဒီဘက်မှာတိုင်းသားတော်လည်းတက်ပြီးနေ ERO ပူပေါင်းတက်တွေကပြင်းပြထန်တန်ခုခံနေတယ်ဒီဒီတိုက်ပွဲမှာ DPNE တနုပြည်သူ့လွတ်မြောက်ရေးတက်မတော် DNLE MDM ပြီးတော့အစရှိတဲ့ပူပေါင်းတက်တွေပါတယ်။ပြည်သူလူတွေတိကြိုက်တန်ရာရရှိမှုတွေရှိတယ်။နောင်လင်းနဲ့နောင်ဖာနားမှာခြေရွာနားမှာစစ်တပ်ကရန်တမ်းပစ်ခတ်မှုကြောင့်လက်နက်ကြီး39လုံး drone drone နဲ့ drone 18လုံးပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထုနေအိမ်ပျက်စီးနေတယ် ညံတော့ကြေးရွာမှာလည်းလက်လက်ကြီးအလုံး30 drone 15လုံးနဲ့ကြစ်ကူတိုက်ခိုက်ပြီးဒါပေမဲ့နောင်ချုပ်ကိုရမယ်လို့တော့မမျော်လင့်ပါနဲ့တော့တရားပူရပွဲရပုံမူကြီးအေးမင်းအောင်ကတော့မသိမရှင်ဖြစ်နေတဲ့အခြေအနေပါဒါပြင်တော်လန်တိုက်ပွဲသတင်းတွေထဲမှာဒီကနေ့အခြားသတင်းတွေဖတ်ပြီးသားဆိုတော့ဘသူစီမံမှမတင်ပြတဲ့သတင်းကိုခင်ဗျားတို့ကိုကျွန်တော်ပြောပြနံပါတ်1 in wine pack up ဒီလူလူတို့ဟာစစ်တပ်ကိုလည်းကြောက်ရတယ်ပကဖကိုလည်းကြောက်နေရပြီဆိုပြောလို့ရတယ်အဖြစ်အပျက်တွေဖြစ်နေပါတယ်ပထမဦးစွာတရင်ရှိကသတ်မှတ်ထားတဲ့အချိန်ကြော်လွန်ပြီးထွက်လို့တဲ့ဆိုပြီးအင်ဝိုင်းပြည်သူမိန်းကလေး6ယောက်နဲ့ယောက်ျားလေး2ယောက်ကိုတရင်ရှိပကပပါပါကိုခေါ်ပြီးတော့ဖမ်းဆီးရိုက်နှက်ခဲ့တယ်ဆွေးနွေးစရာရှိရင်ခေါ်တာ နှစ်ဆယ်ရနေတဲ့ကဖန်းစည်းထားတာအခုဒီပြန်မလို့ပေးသေးဘူးတရင်ရှိကတတ်မှတ်ထားတဲ့အချိန်ကြုံလုံပြီးထွက်တာအဲ့လောက်ဒီဖန်းစည်းထားပိုင်ခွင့်ရှိုင်းတဲ့ပိုင်ခွင့်ပကဖမှာရှိသလားအင်ဝိုင်းပကဖပကဖဘာဘာတွေကိုဖွဲ့စည်းထားတဲ့သူတွေကတောင်းရင်ယူမှာလားနောက်တစ်ချက်ဖြီးတိုင်းပကဖတောင်းရင်ကစောင်း စောင်းဝင်းက PDF ကောင်းဆောင်တယောက်ပြည့်တဲ့ဥမိုးတိမ်ကိုတနက်တော့မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက်ဆန္ဒပြမှုတွေဖြစ်နေတယ်။ကြည့်ကောင်းလို့ဖမ်းမှာပဲဖမ်းတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲ။ဘယ်လိုစီးရစီတိုင်း။ဟောတရားတော်နေရာပါတယ်ကောင်းပါလား။ဖမ်းတော့တယ်။ဖမ်းတော့တယ်။တပ်မှာဆိုတပ်ပါကျန်နေရာတဲ့အကုန်လုံး။ ကြည့်ပြတ်ခါပြီးတော့အဲ့ကောင်ကြီးပဲပြောင်းဟုတ်ကြလားဟုတ်ပါဘူးပြည်သူတွေကိုပြစ်လို့ရတယ်တော့ဘောနဲ့လာတာပါအေးအေးဟုတ်ပြီတော်တော်များများဟုတ်ပါဘူးအာလေးလေးကိုပြလို့ရတဲ့သူကတော့ပြောပြမှာပေါ့။ဒီခွင့်မရှိပါဘူး။ဒါပြသူတွေဒီလက်နက်ကြက်ပွဲတော်လည်းပြီးပြီ။အဲ့ဒါကတော့ရောက်မှာပါ။ 我也给你两包拿出来，过来。 ပြည်သူအတန်ဖြစ်ပါတယ်အဲ့တော့ရင်းမာပြီမှာဘကဖရရဲ့ပြဿနာအင်ဝိုင်းဘကဖပြဿနာဝက်လက်ဘကဖပြဿနာထင်းကြိုင်ကူဘကဖတော်ဝင်ကစောဝင်ကိုစောဝင်ကျွန်တော်တို့အာနာရှင်နေတာကျွန်တော်ကပြည်သူတွေးတဲ့ဓမင်းကိုစားပြည်သူဝယ်ပြီးတဲ့တနက်ကိုကာကျွန်တော်တို့ကမြေပြင်မှာဗီဒီယိုကလစ်တွေကိုကြည့်ရင်ကျွန်တော်တို့ဘာလဲဘလို့စိတ်ဓာမျိုးတွေနဲ့ဘလို့ရှင်သန်နေလဲဆိုတာတတိုင်းပြည်လုံးကသိရှိ သွားကြပါအဲ့တော့ဒီပကဖတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပကဖတိထောင်သူများကချက်ချင်းအရေးယူပါစကားလိုက်တခုဂျာညက်ပြောပြရှင်းပါသေးတယ်ခေါင်းဆောင်ဆိုတဲ့လူဟာခေါင်းဆောင်လှုပ်ချင်ကြရင်ပေါ့မာရကိုဝန်ခံပြီးတာဝန်ယူဖြည့်ရှင်းတဲ့အလေးအကျင့်မျိုးမပြောထောင်ပဲခေါင်းဆောင်ဆိုတဲ့လူအတွက် စင်ကြီးတွေပေးပြီးအမားကိုကွယ်ဝတ်တဲ့လိချင်မျိုးမွေးမြူနေတော့လူလိန်ကောင်းဆောင်မျိုးဆက်တွေဆက်လက်ပေါက်ဖွားလာပါလိမ့်မယ်။အကျွန်တော်ပြောတော့မယ်။နိုင်ငံတော်ဒိုင်မင်ကပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာဖြစ်ပါအဲ့တော့တောင်းဝင်ခံနိုင်လားတောင်းဝင်ယူနိုင်လားဘကပကိုဖွဲ့စည်းတဲ့သူတွေဘကပခေါင်းဆောင်တွေဘကပဘာညာတရကတွေခင်ဗျားတို့ ပြည်သူဟာခင်ဗျားတို့ယွန်ရှာမုံတိတဲ့အဆင့်ကိုရောက်ရှိလာနေပြီတဖက်မှာရင်းမပင်ခရိုင်ထဲမှာဆိုရင်ဖြစ်ခဲ့တဲ့ပြဿနာတွေပလဲမောင်ဇော်တက်လူတန်းပူဇော်တက်ရဲ့အင်းအောင်မှာအလောင်းတွေ့တဲ့အန်ယူဂျီကဘာမှအရေးမကြီးဘူးဘူကာပြားကိုဖမ်းဆီးထားတဲ့ဘသူဖမ်းမှမသိဘူးဘသူမှသတင်းမထုတ်ဘူးခင်ဗျားတို့ကစစ်တပ်ကိုတော်လှန်ရင်ဥပဒေမဲ့မင်းမဲစရာကြီးဖြစ်အောင်လုပ်နေကြတာလားနောက်အရှိမဆိုဘုံမှုဟိမ့်တော်မှုကိစ္စရှိသေးတယ် ။နောက်ကျောင်းဆရာမှာကိုဝင်းသေးမိသားစုတတ်တယ်။ဘီလူလူရဲ့အယုံကြည်ကင်းမဲ့မှုကိုခံစားသွားရရင်တသက်လုံးဘာနဲ့မှပြန်တီးဆောက်လို့မရတော့ဘူးဆိုတာကျွန်တော်ကြက်ကြက်တတိပေးပါစီ။အခုအင်ဝိုင်းကကိစ္စချက်ချင်းပြည်သူလူထုကိုလှုပ်ပါဒီညာကနေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ပြည်သူလူထုအပေါင်းကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်တွဲဆက်ပြတာပြီးသားဖြစ်ပါတယ်ဒီအခြေအနေကိုကြည့်ပြီးမားတယ်မှန်တယ်ဆုံးဖြတ်ပါဘက်ကဖာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါလက်ရှိဗီဒီယိုရဘယ်ဘက်ကဖာလဲဆိုတော့နံပါတ်1ထီးကြိုက်ဘက်ကဖာတာဝန်ခံကိုစောဝင်းနံပါတ်2အင်ဝိုင်းဘက်ကဖာတီတူကမတရားဖန်ဆီးကြတာတွေနဲ့ ဒီတော့အနိုင်ချင်းပို့ကြတာတွေအတွက်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူအပေါင်းကအင်ဝိုင်းပကပနဲ့တင်းကြိုင်ပကပပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းကောမန့်တော်အနေဆုံးရေးခဲ့ပြီးပါတယောက်ချင်းစီတိုင်းရေးပါကျွန်တော်ဗီဒီယိုကိုကြည့်တော့အနည်းဆုံး9000 6000တသိန်းနီးပါးရှိတယ်ကောမန့်ပေါင်းတသိန်းရေးပြပါဒီလူကစစ်တပ်လေးကြောက်ရအောင် အကပ်ပါလေကြောက်ရဆိုရင်တော့အရင်ကတနက်ကင်ထားတဲ့ကောင်တွေကိုမကြိုက်လို့တော်လာနေတာအခုတနက်ကင်ထားတဲ့ကောင်တွေကတိဆောက်ချိုးပဲဆိုရင်ကျွန်တော်တို့လုံနေတာတွေကအပိုလုံပြီဖြစ်နေတာခမရုပ်ဇုတ်ဘွယ်အာနာယာကြီးကျုပ်တို့တော်လန်နေတာမဟုတ်ဘူးမိမိမတိုက်ပွဲဝင်နေတော်လန်ကြီးရဲဘော်ညီနောင်အပေါင်းပါလေတဇုတ်တပွဲအာနာယာကြီးတိုက်နေတာမဟုတ်ဘူး အန်ယူဂျီအာနာယာရဲ့ NLD အာနာယာရဲ့ NLD များတနက်ကင်ပူကြရေးလုံနေတာမဟုတ်ဘူး NLD များဆိုတာအကုန်လုံးမဟုတ်ဘူးအဲ့ဒီဘကဖတာဝန်ယူလာလို့တော်တော်များများ NLD ပါတီမှာပါဝင်ဘူးတဲ့သူတွေတော်တော်များတယ်အကုန်လုံးမဟုတ်ဘူးအဲ့ဒီမှာကောင်းမွန်တိုက်ပွဲဝင်တဲ့ဘကဖတွေအများအပြားရှိတယ်အဲ့ဒီစွန်းစံတွေကကြက်ချင်းဘကဖတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကအေးမယူရဲလောက်အောင်ဘကဖပြန်ကြောက်တဲ့အစိုးရဖြစ်နေတာလားလို့မေးရင် ဒီလူလူကြီးခင်ဗျာမတရားမှုတွေကျူးလွန်နေတဲ့ထီးကြိုက်ပကဖစောင်းဝင်းနဲ့အင်ဝိုင်းပကဖကိုပြင်းပြင်းထန်ထန်ရှုတ်ချဖို့ဒီနေရာကကျွန်တော်တိုက်တွန်းပါတယ်ဒီနေရာကိုပြလိုက်ပါအလုံးကျေးဇူးတင်ပါတယ်